အာလုံးဝစစ်ကောင်စီဘက်ကမခံနိုင်တော့လို့ပေါ့နော်လက်နက်ချတယ်အညံ့ခံတယ်လမ်းဖြူထောင်းတယ်အဲ့အင်အားတွေတဖြည်းဖြည်းတနည်းတနည်းတိုးလာတယ်အခုလဲကြောက်ယူကသတင်းကောင်းရှိရှိတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်အဲ့ကျတော့တေးကြပြီဆိုရင်တော့ဒါတက်လာမှာပါပေါ့နော်တေးလဲတေးချမှာပါဘာဖြစ်လို့လဲဆိုတော့အာခတ်တက်တော်ကတည်အတိုင်းပဲမရတဲ့နေရာကိုမရှိဘူးပေါ့နော်အဲ့တော့ကျတော့တကယ်လို့ရသွားပြီဆိုတာ ਨੇ ဘာတွေဖြစ်နိုင်မလဲဆိုတော့ကျွန်တော်တွေးမိတလားပေါ့နော်အလိကတော့ဒီ job view ကဒါတေယုတ်ရဲ့စီမံကိန်းပေါ့နော်ဒါကိုယ့်ရဲ့စီမံကိန်းနေအများကြီးရှိတဲ့နေရာလည်းဖြစ်တယ်အဲပြီးတော့မင်းအောင်လိုင်းနေနဲ့ဒီနေရာကိုသူကကာကွယ်ပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တေယုတ်ကိုပြောထားဆိုထားရလေအလုံးသိပြီးသားဆိုတော့သူလုံးဝမကာကွယ်နိုင်တော့ဘူးဆိုတဲ့အခြေအနေကိုရောက်သွားမှာဟာအဲ့ခါကျရင်စကားပြောရမယ့်သူကဘယ်သူဖြစ်သွားမလဲပေါ့နော်ရှေ့မှာလေဒါတရကရှိတယ် ပြည်နယ်ရဲ့အာဏာကိုအပြည့်အဝနှိပါရထားတဲ့အာခတက်တော်နဲ့ဒါစကားပြောနေရတဲ့အဖွဲ့လည်းရှိတယ်ပေါ့နော်စကားပြောဖို့အချိန်ကျပြီဆိုပြောနေတဲ့အဖွဲ့လည်းရှိဒါဘင်္ဂလားဒေ့ရှ်ကိုကြည့်မယ်ဆိုလဲဒီလိုပုံစံဖြစ်သွားတယ်ပေါ့နော်အဲတော့ကျတော့အဲ့လိုမျိုးအခြေအနေမှာဘယ်သူနဲ့စကားပြောမလဲမင်းရဲ့စီမံကိန်းတွေမင်းရဲ့စီးပွားရေးတွေဒီမှာကြည့်ငါငါတို့ငါတို့သိမ့်ပိတ်ထားတဲ့မြို့ထဲမှာရှိတယ်ဆိုတော့အခွက်ကိုပြလိုက်ပြီးဟေးဆိုရင်လုံးဝဒါတရုတ်ကြီးမျက်ဖြူဆိုင်တဲ့အနေထားပေါ့နော်အဲတော့ဒါသူအနေနဲ့ဒေတာပေါ့အခါတော်တော်အေကို သူလုံအောင်အောက်ကျွားမနေတာဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါနဲ့အာတကယ်သာအာရကသတော်အေအေကတရုတ်ကိုတကယ်ပြန်ပြီးတော့လှည့်နိုင်တဲ့ဟေးဆိုရင်တရုတ်ရဲ့ဖိအားတန်ခံနေရတဲ့ဒါ MNDA နဲ့ A MNDA နဲ့ DNLA တပ်ဖွဲ့တွေကဒါဖိအားတွေယော့ပါလာနိုင်တယ်လို့ပေါ့နော်ဒီဖိအားတွေကင်းသွားတဲ့အခါမှာဒီတပ်ဖွဲ့ကြီးတွေကနေမှတဆင့်အခြားတပ်ဖွဲ့တွေကိုဒါကူးဆက်နိုင်တဲ့ဒေါ်လာရေးဒါအောင်မြင်မှုတွေအများကြီးရှိနိုင်တယ်ပေါ့နော် လုံနိုင်ကြနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိနိုင်တယ်။အဲပြီးတော့ကျတော့အဲ့လိုသားတကယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်အမြင်ပြောပြရတာပါ။ဘာဖြစ်လို့လဲဆိုတော့အဲဒီမြေပြင်မှာတဖြည်းဖြည်းနဲ့ဇီလုံးမှုတွေညင်ညွတ်မှုတွေကိုပို့ပို့ပြီးတော့မြင်တွေ့နေရတဲ့ဟာကတကယ်သာဒါဖြစ်သွားရင်အချိန်ကညင်ညွတ်မှုကြီးဖြစ်သွားလိမ့်မှာပေါ့နော်။အဲတော့ကျတော့ဒီနေရာကိုရခြင်းမရခြင်းကတော်လန်ရေးရဲ့အရွေးတစ်ခုကိုဆက်ပြီးတက်လန်းခြင်းမတက်လန်းခြင်းဆိုတဲ့ဟာနဲ့တွားပြီးတော့သတ်ဆိုင်နေတာ။အဲဒါကြောင့်မလို့လေဒါအသေးအတန်ကိုစစ်ကောင်စီက ဒါပြန်ရယူဖို့လုပ်နေတဲ့နေရာပြီးရင်သူ့အနေနဲ့အသေးအံခုခံနေရတဲ့နေရာပေါ့နော်ဒါအခုဆိုရင်ကိုပဲဒါခမရ၅လေး၃တဲမှာပေါ့နော်အဲသူကကျောင်းတိရတော့ပေါ့နော်ရှေးဖြစ်စင်မှာဆိုရင်သူကအဲဒီတက်ထဲမှာဒါဂျန်တဲ့အဖွဲတွေကဒီခုနဖြစ်တဲ့နေရာတွေကိုလိုက်ကူရတယ်အင်အားတွေဖြစ်စီရဖြစ်တင်းရတယ်အဲဒါမဲ့အဲ့ကနေပြီးတော့တွားရတဲ့အထင်းမှာခုနရခိုင်လူမျိုးတွေရဲ့မိသားစုတွေပေါ့နော်စစ်တက်ထဲမှာလည်းဒါဒီလိုမျိုးမိသားစုတွေရှိတော့ရှိရအဲ့ဒီဟာတွေကိုကြတော့အကုန်ထားခဲ့တယ်ဆိုပြီးတော့လည်းသတင်းထွက်တယ်ပေါ့နော် ဒါဆိုရင်သိတာလေဗျာသူတို့မှာကဒီစစ်သားချင်းချင်းသူတို့ရဲ့စစ်သားချင်းချင်းကြားထဲမှာကိုပဲသူကခွဲခြားဆက်ဆံတာလေအပြည့်ရှိတယ်အဲ့လိုခွဲခြားဆက်ဆံပြီးတော့ဗောနော်မင်းတို့ကတော့ဘလို့ဖြစ်ဖြစ်ကျန်တဲ့သူတွေကတော့ဒါအနေကင်းတဲ့နေရာဗောနော်အဲခုနလိုအနေကင်းတဲ့နေရာတော့မဟုတ်ခုနလိုအဲသူတို့ရဲ့အင်အားများတဲ့နေရာမျိုးမှာတွားပြီးတော့ပေါင်းခိုင်းတာဗောနော်အဲကျန်တဲ့လူတွေကတော့ဒီနေရာမှာနေခဲ့အဲ့ကြံခဲ့တဲ့သူတွေကခုနလိုအခိုင်လူမျိုးတွေရဲ့မိသားစုဆိုတဲ့ပုံစံမျိုးသိရတယ်ဒါကြီးကတော်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 ကိုခွဲခြားတဲ့ဟာကြီးဖြစ်သွားတယ်ဗောနော်အဲ့တော့ အဲ့လိုမျိုးအချင်းချင်းသူတို့အချင်းချင်းကြားထဲတောင်မှအဲ့လိုတိတိတသားကြီးခွဲခြားနေတဲ့စစ်တပ်ထဲမှာမျိုးတွေဘာဖြစ်လို့နေနေရအောင်ပါလဲဘာဖြစ်လို့ဒီပြည်သူဘက်ကိုမြက်တီနိုင်တာလဲဘာလို့ရုံထွက်ဖို့မလုပ်နိုင်တာလဲဆိုတဲ့ဟာလေဒါသူတို့ကိုသိစေချင်တော့ဗျာအကြီးကတော့အဲမင်းတို့ရဲ့ပထွေးကမင်းတို့ကိုတကယ်ကိုစေနာရှိလို့အခုလိုနေအာလစာတွေရိတ်ခါတွေပေးထားတာမဟုတ်ဘူးပေါ့နော်တကယ်တမ်းအဲလစာတွေရိတ်ခါတွေဆိုတာလေပြည်သူရဲ့ပန်းတော်ငွေကနေလာတာ အဲ့ကြတော့ခုနကလိုမျိုးပေးနေတယ်ဆိုတာလည်းသူတို့အတွက်အသေးခံခိုင်းမှုတတ်တတ်ပဲဆိုတဲ့ဟာကိုသိစေခြင်းနဲ့အဲဒီမှာမိသားစုတွေပါပါတယ်အဲ့ကြတော့ဒီနေရာသားတကယ်ရသွားပြီဆိုတဲ့ခါကျရင်ခုနလိုအချိန်ခန့်ညီညွတ်မှုတွေတခုဖြစ်လာနိုင်မလားဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်ရမယ့်အရာတစ်ခုဖြစ်တော့ဗောနော်ဒါဟာလည်းလုံးဝဒါလုံးဝဒီသတင်းတွေကကျွန်တော်ဖုန်းထားလို့ရတဲ့သတင်းတွေမဟုတ်ဘူးအောင်မြင်မှုဆိုတာတေချာပေါက်ထွက်ပေါ်လာမယ့်အရာဖြစ်တယ်ဗောနော်အဲ့တော့အချိန်တန်ရင် ဒါတက်ဆိုင်ရာအဖွဲ့တွေကနေထုတ်ပြန်လာပါလိမ့်မှာပေါ့နော်နောက်တစ်ခုကတော့ဒါကြားပြီနဲ့လွိုက်ကောပေါ့နော်အဲလွိုက်ကောမှာဒါလွိုက်ကောမြို့နယ်အတွင်းကပေါ့နော်အောင်တပြည်လိုင်ကူအနီးတစ်ဝိုက်မှာစစ်ကောင်စီစစ်သားတွေကိုဒါကင်းမုံဝစ်တာတွေလုံကျွင်းယူခိုင်းတာတွေသူတို့လုံခိုင်းနေတယ်ပြီးတော့ရှမ်းတောင်ဘက်မှာဆိုရင်လည်းဖဲကူမြို့မြောက်ဘက်မှာပေါ့နော်အဲဘက်ကကြီးရွာတွေမှာပေါ့နော်ဒါစစ်ကြောင်းထိုးတာတွေအခြေပြုဖို့လုံခိုင်းတာတွေလုပ်တယ်ပေါ့နော် ဒီကမိုးပြင်းမှာလည်းဒါဒါနေရာအထိပေါ့နော်တိုက်ပွဲတွေပြင်းထန်နေရရှိတယ်ပြီးတော့ဒါမိုးပြင်းမှာဆိုရင်လည်းရင်ရက်ဒီမှာပေါ့နော်တိုက်ပွဲပြင်းထန်တာတွေရှိတယ်အဲပြီးတော့သူတို့ဒါကျွန်တော်ရှေ့မှာပြောခဲ့လို့ပေါ့ဗျာအဲသူတို့အတွက်ဒီနေရာတွေကအရင်ရေးကြီးတဲ့နေရာတွေဖြစ်နေတာဘာလို့လဲဆိုတော့ဒါနေပြီးတော့နဲ့အနည်းဆုံးနေရာတစ်ခုဖြစ်တယ်လို့ပေါ့နော်နေပြီးတော့ကိုဝင်ရောက်နိုင်မဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်နေတာဖြစ်တဲ့အတွက်အဲ့နေရာကိုသူတို့အသေးအတန်ရယူဖို့ကြိုးစားတယ်အသေးအတန်သူတို့ထိန်းဖို့ကြိုးစားနေကြတယ်ပေါ့နော်စကြောင်းထိုးတာမျိုးတွေလောက်တယ်စိတ်အားဖြစ်တင်တာမျိုးတွေလောက်တယ် ပြီးရင်ဓာတ်ဥအစိမ့်ငွေတွေအားစားသုံးတယ်ဒါတွေနဲ့ပတ်သက်လို့ထိလိုက်တဲ့ဒါပြည်သူတွေလည်းရှိတယ်ဗောဗျာရှိတယ်အဲပြီးရင်ဒါဒီဥစ္စာတွေကိုအစဉ်အဆက်ကာကွယ်နိုင်ဖို့အတွက်လည်းစူးစမ်းထားတဲ့အပြင်ဆင်ထားတဲ့ဆိုပြီးတော့လည်းဒါလေးလည်းအကြံပြုချင်တာဗောနော်ပြီးတော့တပ်ဖွဲ့တွေရဲ့စိတ်တဲ့စိတ်တဲ့ကတော့တကယ်ကြောက်စရာကောင်းတယ်ဘာလို့လဲဆိုတော့ဒါမိုးပြဘက်မှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေနဲ့ကျွန်တော်စကားပြောပြတယ်ဗောဗျာပြောပြတော့အဲအဖွဲ့တွေကဘယ်လောက်ထိစိတ်တဲ့ပြင်းထန်လဲဆိုတော့ဗောနော်အဲအဲ့ အဲ့မှာမိုးပြင်းမှာတိုက်ပွဲဝင်နေပါလေဆိုတော့တချို့တပ်ဖွဲ့ဝင်နေရလဲမိုးပြင်းဒေသခံတွေမိုးပြင်းနေခံတွေပေါ့ဗျာနေခံတွေကနေမှဒါစစ်ကောင်စီကိုပြန်တိုက်ဖို့စူးစမ်းနေတဲ့တခြားနေရာရောက်ပြီးအခုဆိုသူတို့မျိုးကိုပြန်ရဖို့အတွက်စူးစမ်းနေတာပေါ့အဲ့တော့စစ်ကောင်စီကတိုးလာတာရှိသလိုအဲဒီတပ်ဖွဲ့ဝင်တွေဘက်ကပြန်တိုးလာလည်းရှိတယ်ပေါ့နော်အဲ့တော့နေ့စဉ်ရဲစက်တိုက်ပွဲတွေပြင်းထန်တဲ့လက်နက်ကြီးတန်တကြိမ်ကြိမ်တအုံကြားထဲမှာပေါ့နော်အဲနေ့တိုင်းတပ်ဖွဲ့တွေရပေါ့နော်လုံးဝဒါဒီနေရာကိုရဖို့အတွက်စူးစမ်းနေကြရှိသူတို့ရဲ့စိတ်ထဲမှာဘာဖြစ်လဲဆိုတော့အဲ့လိုပေါ့ ဟာညီလေးအဲ့ဆိုရင်မင်းကဒီမိုးပြေးရဆိုတော့ဗောနော်အခုမိုးပြေးကိုတိုက်နေတော့じゃဘယ်လိုခံစားရအဖွဲတွေကတခုံးနဲ့ပြောပျော်တာဗောလေအဲ့လိုမျိုးဗောနော်သူတို့စိတ်ထဲမှာဒါသူတို့မြေသူတို့ရေပြီးရင်သူတို့နေရသူတို့အိမ်သူတို့အိမ်ကိုသူတို့ပြန်နိုင်ဖို့အတွက်သူတို့အားကျွမ်းမှန်တဲ့စူးစမ်းကြမယ်အဲ့ဒီအတွက်သူတို့ပျော်တယ်ဆိုတဲ့စိတ်ပဲဖြစ်တယ်လုံးဝဒီကောင်တွေကိုဘင်းရဖို့အတွက်ကိုသူတို့စိတ်ထဲမှာပျော်ပျော်ရွှင်ရွှင်ကိုဆုံးဖြတ်ထားတာဗောနော်အပြောကြအဖွဲတွေကဘယ်လောက်စိတ်အားတက်ကြွတယ်ဘယ်လောက်ရဲရင်တယ်ဆိုတဲ့ဟာဗောနော်အဲ့တိုက်ပွဲတစ်ခုမှာ ်စစ်ကောင်စီကအဆောက်အဦတစ်ခုထဲမှာရှိတယ်အဲဥစ္စာကိုလည်းတည်တယ်အဲပြီးတော့ဒီလိုမျိုးဒီရှိနေတဲ့အနေထားကိုတပ်ဖွဲ့တွေကဘာလုပ်လဲဆိုတော့အဲ့လိုအဲရောက်ဒီ၁၀ရောက်၁၁ရောက်ပေါ့နော်အဲ့အဲ့လိုမျိုး၁၀ရောက်၁၁ရောက်ကအဲ့အုတ်ဉဏ်မျိုးဒီတိုင်းတွန်းပြိုးအစ်ကောင်စီစကွေးတွေရှိပါလေဆိုတော့အစာအုပ်ရဲ့အုတ်ငယ်ရည်ကြီးကိုဒီတိုင်းညာတံပေးပြီးတော့တွန်းဖြိုတာတွန်းဖြိုပြီးမှအရောက်အကုန်ဝင်စီးတာပေါ့နော်အဲ့ဒီလောက်ထိရဲရင်တယ်ဗျာအဲ့ဒါကြီးရတကယ်တကယ်ဘလို့မှ အဲမတွေးထင်ထားနိုင်တဲ့အရာပေါ့နော်ဘလို့မှကိုဒါအံ့ဩစရာကြီးပြဘလို့မှကိုမဖြစ်နိုင်လောက်တဲ့အရာမျိုးအဲ့ဒါကြီးကိုရဲရင်ဆုံးဖြတ်ပြီးတော့အဲ့လိုပုံစံမျိုးနဲ့ဝင်ပြီးတော့ကြိတ်တာလေဝင်ပြီးတော့စီးနေတာမျိုးတွေဒီမြေပြင်မှာပြင်းထန်နေတာရှိတယ်အဖွဲတွေရဲ့စိတ်တွေကတော့လုံးဝအမြင်ဆုံးမှာရှိတယ်နောက်တစ်ခုကတော့ဒါမင်းလမင်းလပေါ့နော်အဲမင်းလဘက်မှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲအဲ့တည်းမှာဒါဒုတိယပုံမူကြီးဇော်မျိုးဝင်အဲပြီးရင်တခြားပုံမူပြီးရင်ခရိုင်ရဲမူပြီးရင်မြို့မရဲစခန်းမူအပဝင်ပေါ့ လာအပါဝင်စစ်ကောင်စီစစ်သား20လောက်ဂန်သွားတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့အဲ့တိုက်ပွဲမှာဆိုလဲဒါတပ်ဖွဲ့တွေရဲ့ပူပေါင်းပူပေါင်းလှုပ်ဆောင်နိုင်တဲ့စွမ်းအားကိုတွေ့ရတယ်အဲ့မှာဒါပါဝင်တဲ့အဖွဲ့ဆိုရင်လည်းအများကြီးပဲဗောဒါဒါဒါရှိရတော့ဒါတာရိုရီ KI ကဒါအခုလိုမျိုးပုံစံမျိုးတွေပဲပုံဖော်ပြီးတော့တိုက်ပွဲဝင်နေရပါဗျာအဓိကတော့စုပေါင်းပြီးတော့တိုက်ပွဲဝင်နိုင်ဖို့အတွက်ကြိုးစားနေတာအခုဆိုရင်ဇက်တိုက်ဇက်တိုက်နီးပါးဖြစ်လာတယ်ဗောနော်ရှေ့ရက်တွေမှာလည်း အဲခုနလိုအဲကွန်မန်ဒိုစိန်မြောင်းနေရစရရတဲ့သတင်းတွေလည်းအများကြီးတက်ထားတယ်ဗောနော်အခုဆိုလည်းအဲ့လိုမျိုးအောင်မြင်မှုတွေထပ်ပြီးတော့ရယူနိုင်တယ်ပြီးတော့သူတို့ဆက်ပြီးတော့ပြောထားသည်သူတို့တွေဆက်ပြီးတော့ဒီလိုမျိုးတိုက်ပွဲတွေကိုဆက်ပြီးတော့ဖော်ဆောင်အောင်ပါပဲပေါ့ဆက်ပြီးတော့လည်းဒီလိုမျိုးအောင်မြင်မှုတွေရဖို့အတွက်ကိုစ조사အောင်ပါပဲအဲတော့ကျွန်တော်အိုက်ဖက်ကအဖွဲ့တွေရဲ့အခြေအနေကိုဒါရှေ့ပိုင်းမှာကျွန်တော်ပြောပြခဲ့မှုတယ်အချို့ဆိုရင်ဒါချက်ပေါင်းဖနက်လေးတွေနဲ့ပေါ့နော်အဲဆလစ်ပါလေးပေါ့ဗျပြီးရင်ဘောင်းမီတို့လေးပြီးရင်လက်လုတ်တွေနဲ့အဲ့လိုပုံစံမျိုးနဲ့တိုက်ပွဲဝင်နေတာတော့မှအောင်မြင်မှုတွေရနေပြီး ပြီးတော့ဒီထက်လည်းပိုပြီးတော့အောင်မြင်မှုရဖို့ပဲရှိရပါလို့လဲဆိုအဖွဲ့တွေကတိုက်ပွဲတိုက်တိုင်းမှာအောင်မြင်တဲ့ဟာတွေအကျိုးမြတ်များတဲ့ဟာတွေကပဲပိုပြီးတော့များအဲတော့ကျတော့အကျိုးမြတ်တွေပိုပြီးတော့ရဖို့ပဲရှိတယ်ဒီဥစ္စာတွေတက်ဖွဲ့တွေအထောက်ပံ့နေဖြစ်မယ်ဖြစ်ပြီးရတဲ့ဒါဆက်ပြီးတော့တိုက်ပွဲဝင်လိမ့်မယ်ထက်ပြီးတော့လည်းအောင်မြင်လိမ့်မှာပါဗျာအဲနောက်တစ်ခုကတော့တမန်33နဲ့ပေါ့နော်အဲဖားကံမှာဖြစ်သွားတဲ့တိုက်ပွဲအဲ့ဒါကတော့ဒါသူတို့ဘက်ကဒီစစ်ကောင်စီဘက်ကအယောက်22ယောက် ကျော်လောက်ပေါ့နော်အဲထိခိုက်ဒဏ်ရာရတော့တေဆုံးတာဆိုရင်22ရောက်လောက်ရှိတယ်အဲအဲ့မှာဘာပါလဲဆို G2 ဘုံမူဖြိုးစော်တက်ဆိုတဲ့ကောင်ပါတယ်ပေါ့နော်အဲ့တော့ G2 ဆိုတဲ့ကောင်ပါတယ်ပြောရရင်ဒီစစ်ကြောင်းဆိုလဲဒါဒီဖကန့်တက်မကုန်းကိုရောက်လာတဲ့ချိန်မှာဒါတောက်လျှောက်တောက်လျှောက်ပေါ့နော်ဒါပြည်သူတွေကိုဒုက္ခပေးတာမျိုးတွေအဲပြီးရင်ပြည်သူတွေကိုတက်ဖြတ်တာမျိုးတွေအဲပြီးတော့ကြတော့ဒါဝန်ကြီးအရဆိုရင်ဖကန့်ဒါမော်စီစာတဲ့ကကြောက်ဒါခွင်ခွင်နေမှာပေါ့နော် အဲသူတို့ဒီ company ဘိုင်းနဲ့ပစ္စည်းတွေပေါ့နော်အဲပစ္စည်းတွေကြောက်တဲ့ကားတွေအဲဥစ္စာတွေအကုန်လုံးမီရှုဖြစ်စီတာမျိုးတွေလုပ်တယ်ပထမတစ်ချိန်လာရှုတယ်မကုန်သေးဘူးဆိုတဲ့အချိန်မှာဒုတိယချိန်လာရှုပြီးတော့ကုန်နဲ့ဒီစောင့်ပြီးမှပြန်သွားတယ်အဲလောက်ထိရုပ်မာတဲ့လောက်ရက်တွေကိုလုတ်ခဲတဲ့ကောင်တွေဖြစ်တယ်ပေါ့နော်အခုတော့အဲ့ကောင်တွေရဲ့လောက်ရက်ကိုတီးမခံနိုင်တော့လို့တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာခုနလိုသူတို့ဘက်ကပဲတည်ဆုံးအဓိကတော့လက်နက်မဲ့ပြည်သူဆိုရင်သူတို့ကနိုင်ကျင့်ကျင်တယ်လက်နက်ရှိပါတဲ့တော်လိုင်းတပ်ဖွဲ့တွေဆိုရင်သူတို့တွေလုံးဝကွေးကောက်ပြီးတော့ပေါ့နော်ဘလို့မှအဆင်ပြေနိုင်တော့ အခုဆိုရင်ဂျီတူးအဆင့်တော့ပါတယ်ဂျီတူးဆိုတာကပြောရမယ်ဆိုရင်ရုံးမှာပဲဌာနရုံးဌာနမှာပဲနေရတယ်အဲအဲ့ရနေမှာလက်အောက်တက်တွေကိုကုတ်ခဲ့ရတယ်လက်အောက်တက်တွေကိုညွန်ကြားရတယ်ဆိုတော့ပုံစံမျိုးနဲ့သူတို့ကိုထားတာဒါပေမဲ့အခုအဲ့ဂျီတူးဆိုတဲ့ကောင်မှတည်တယ်ပေါ့နော်အဲ့တော့သူတို့အနေနဲ့ဘယ်နေရာမှမအရှင်ပြေနိုင်တဲ့ဟာမတွေ့ဘူးဘယ်နေရာမှမသူတို့အခြေအနေကောင်းတာမတွေ့ဘူးပေါ့နော်အဲနောက်ခုကတော့နောင်ချုံမဆိုလဲသူတို့စစ်ကြောင်းနေထိုးတယ်အသေးအံနေသူတို့ဒါပြန်ပြီးတော့ရဖို့အတွက်သူတို့စူးစမ်းနေရရှိတယ် ဒါပေမဲ့သူတို့တွေပြင်ပြနိုင်တာကလည်းအဓိကတော့သူရဲ့စင့်အင်အားတွေကတရားဆိုတရားတော့သူတို့တွေအင်အားဖြစ်မနေဘူး။ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာပါစရင်အများစုပါတယ်။အဲ့ဒီပါစရတွေကသူတို့ကိုကူချင်ပါတယ်ဆိုပြီးတော့စစ်တပ်တဲဝင်သွားတဲ့ကောင်ကခက်ရှားရှား။ခုနလိုသူတို့အနေနဲ့ပေါ်တာဆွဲပြီးတော့ဗောနော်ငါတို့အတွက်အသေးခံပေးစမ်းကွာဆိုပြီးတော့ရှေ့တန်းလွတ်တဲ့ကောင်တွေကပုံများနေတာ။အဲ့တော့ကျတော့အဲ့လိုမျိုးကောင်တွေနဲ့ဒီဘက်ကစိတ်သက်မြင်မာနေတဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်မယ်ဆိုရင်ဘလို့မှသူတို့အတွက်အဆင်ပြေနိုင်ကြအကြောင်းမရှိဘူးဗောနော်။ ဒါပေမဲ့သူတို့မှာလေကြောင်းတစ်ခုအရေးတာနေတာရှိတယ်လက်နက်ကြီးအရေးတာနေတာရှိတယ်နောက်တစ်ခုကတော့ခဲယမ်းတောင်းတင်းတာပေါ့ဗျာအဲ့တော့ခဲယမ်းအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်မြေပြင်မှာလည်းအဲ့ဟာတွေ့ရတယ်ဘာလို့လဲဆိုတော့အချို့တိုက်ပွဲကြီးတွေအချို့စကန်းသိန်းတွေအချို့မျိုးသိန်းတွေဒီပါအဲ့လိုအခြေအနေမျိုးတွေမှာခဲယမ်းမလုံလောက်တော့လို့ပေါ့နော်တခုဆိုရင်တအားစိတ်နာစရာကောင်းတယ်အဲကျောင်းတက်ဖွဲ့တွေကပေါ့နော်အဲတယောက်ကိုကြီးစမ်း၄ဒေါ်လောက်ပဲကျန်တော့တဲ့ဒီတိုက်ပွဲဝင်ပြီးတဲ့ချိန်မှာပေါ့နော်ခဲယမ်းမရှိတော့လို့ ခဲရန်အနောက်ကနေပြီးတော့ဖြည့်ဆည်းပေးနိုင်မှုအားနည်းသွားလို့ဆိုပြီးတော့လုံးဝသိမ့်ငံနီးဆဲဆဲမှာပြန်ဆုတ်လိုက်ရတဲ့အခြေအနေတွေရှိတယ်အဲ့လိုမျိုးတွေအထိရှိတယ်အဲ့လိုမျိုးစကန်းသိမ့်နေတွေရှိတယ်ပေါ့နော်အဲ့ကြတော့ဘာဟာစကားပြောလာလဲဆိုတော့ထောက်ပံ့မှုကစကားပြောလာတယ်အခုနောက်ပိုင်းတိုက်ပွဲတွေမှာကြည့်မယ်ဆိုရင်ပတ်စံပို့သုံးနိုင်တဲ့အဖွဲ့ကအရေးတာတဲ့ဟာမျိုးတွေ့ရစစ်ကောင်စီဘက်ကတော့ပတ်စံကတော့တောက်လျှောက်သူတို့ကတော့သုံးနိုင်တယ်ပေါ့နော်အဲသူတို့မှာကာဗတ်ဆာတွေရှိတယ်ဂျီသူရဲ့ဘန်နာငွေကိုသူတို့တွေအလွဲသုံးစားလုပ်လို့ရတယ် အဲပြီးရင်ပြည်ပြည်ပကနေပြီးတော့ဒါကေစိန်းနဲ့ပတ်သက်လို့လှူထားတဲ့ငွေကြေးတွေသူတို့မှာရှိထားတယ်။အဲ့တော့သူတို့ဘက်မှာတော့အဲဥစ္စာတွေတားတယ်။ဒါပေမဲ့ကျွန်တော်ဘက်ကတပ်ဖွဲ့တွေကစိတ်သက်မြင့်ပါတယ်။သူတို့စီမှာစိတ်သက်မရှိဘူး။ဒါပေမဲ့ကျွန်တော်တပ်ဖွဲ့တွေကခုနလိုအုပ်ချုပ်ထောက်ပံ့မှုကိစ္စတွေမှာအဲပြည်စုံမှုကအားနေတာပေါ့ဗျာ။အားနေရောကြအဲ့ဘိုင်းတွေမှာကျွန်တော်ပြည်သူတွေကပို့ပြီးတော့ဒီတက်ကိုတိတိရောက်ကူပေးနိုင်တယ်ဆိုရင်မြင်မြန်ဆန်ဆန်အောင်ပွဲခံနိုင်တဲ့အခြေအနေတွေကမြေပြင်မှာအများကြီးရှိတယ်။ တပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကတော့ခုနကကျွန်တော်ပြောလိုပါဗျာရန်သူကကိုယ့်ကိုပြစ်မှန်မှန်သိတာတော့မှအဲ့ဒီဆောက်ဦးရဲ့အုတ်ငြိမ်ကိုတွန်းဖြိုပြီးတော့ဝင်စည်းရတဲ့တတိဆိုတော့ဗျာစစ်ကောင်စီဘက်မှာတရားမှမရှိဘူးအဲ့လိုမျိုးအဲ့တော့ကြာခုနောက်ပိုင်းဒါစစ်ကောင်စီကပြစ်မယ်ဆိုရင်သူသူ့အတွက်အဓိကအချက်ချာကြတဲ့နေရာမျိုးတွေကိုအသေးအံကာဝယ်နေတာမျိုးတွေပို့တွေ့ရတယ်ခုနကကြောက်ဖြူကြောက်ဖြူဆိုလည်းသူ့အတွက်အသေးအံပဲဒီတရားနဲ့သူနဲ့ဆက်ဆံရေးအဲနောက်တစ်ခုကနှောင်းချိုနှောင်းချိုဆိုလည်းပြင်ဦးလည်းနဲ့အနည်းဆုံးနေရာမှာရှိတဲ့အတွက်သူ့အတွက်အသက်သက်မှာပေါ့နော်အဲပြီးတော့ကျတော့ဒီမိုးပြဲလိုဟာမျိုးပေါ့နော် မိုးပြဲလိုဟာမျိုးဆိုလဲသူတို့နေပြီးတော့ကိုအဲအနည်းဆုံးနေရာတစ်ခုဖြစ်ဒါဝင်ရောက်နိုင်တဲ့အတွက်ပေါ့နော်သူတို့အသေးအံဖြစ်နေအဲ့တော့အဲ့လိုနေရာမျိုးတွေမှာအဲတောက်လျှောက်သူတို့တွေကာဖို့အတွက်လုပ်ရတဲ့အခါအခြားနေရာတွေမှာအားနေတာတရှိအဲ့ဒါကြတော့ဒါကျွန်တော်တို့အဲဒါပါတော့ဒီနေရာမျိုးတွေကိုသူတို့စစ်ကူလှုပ်ဖို့အတွက်ကိုစစ်ကူစစ်ကြောင်းဖွဲ့စည်းတဲ့အခါမှာ ဒီဒီတက်က30လာခဲ့ဟိုတက်က30လာခဲ့အဲနောက်တက်က30လာခဲ့အင်အားတရာပြည့်ဖို့ရေးကိုတရင်3-4ရင်းကနေပြီးတော့လူကိုအဲ့လိုမျိုးအဆုလိုက်အဆုလိုက်ခေါ်နေရတဲ့အနေအထားဆိုတော့အဲ့အဲမှာဗျာဟိုပြောရမယ်ဆိုတော့အုတ်ချော်ရမယ့်ကောင်ကစကိုတက်ကြောင်းမသိဘူးသူများတက်ကြောင်းမသိဘူးဒါပေမဲ့မသိတဲ့တက်က3-4တက်လောက်ပါနေအဲ့ကြအဲ့ဥစ္စာနဲ့စုပေါင်းပြီးတော့စစ်စင်ရင်ထွက်ခိုင်းတယ်ဘလို့မှအဆင်ပြေကြအကြောင်းမရှိဘူးတို့တို့စီမှာအားနေတဲ့အားနေလာတဲ့အနေအထားတွေကအများကြီးတွေ့ရတယ် ပြောကြတော့အဲဒီဘက်မှာအသေးအံဖြစ်လို့ဟိုဘက်မှာအဆင်ပြေလားဆိုတော့အဲ့ဘက်လည်းအဆင်မပြေဘူးအဲ့တော့သူတို့မှာအင်အားကိုမျှပြီးတော့သုံးဆွေးနေရတဲ့အနေအထားမျိုးတွေလည်းတွေ့ရတယ်ပြီးတော့လေချောင်းအနေရယ်ပေါ့နော်အရန်တိတိတသာယွန်နေတဲ့တိုက်ပွဲတွေမှာကျွန်တော်ဒါထူးထူးခြားခြားတွေ့ရအဲ့ဒါအချိန်ကညင်ညင်ညွညွညင်းနဲ့တိုက်ပွဲဖော်ဆောင်တဲ့အခါသူတို့အတွက်ဘယ်နေရာကိုဘုံကျရမှန်းမသိတဲ့အနေအထားတွေဖြစ်တဲ့အခါအချို့အချို့အရေးကြီးတိုက်ပွဲကြီးတွေမှာတော့မှပဲအဲ့ဘုံလာမကျတဲ့အနေအထားရှိဒါကြီးရတကယ်ထူးထူးခြားခြားထူးထူးဆန်းဆန်းပေါ့နော် အဖွဲ့အစည်းကနေပြီးတော့ပြန်သိရတယ်။ကျုံဒီလောက်မကြီးတဲ့တိုက်ပွဲတောင်မှပဲတဲ့ဒါလင်ရအချင်းချင်းဘုံလာကျဲတယ်ပေါ့နော်။ဒါပေမဲ့ဒီလိုမျိုးအခြေအနေမျိုးကြီးနဲ့ဒါကျွန်တော်တိုက်ပွဲအကြီးဖန်နေတဲ့အချိန်မှာဘာဖြစ်လို့ဘုံလာမကျဲရလဲဆိုရင်အတွေးမျိုးလဲတွေးမိပေါ့နော်။ဒါအဲ့လိုကျွန်တော်အမြင်ပါ။ဘာဖြစ်လို့ဆိုတော့သူတက်ရတဲ့နေမြေတွေသူဘုံကျဲရတဲ့နေမြေတွေနေရာတွေကအများကြီးဖြစ်တယ်ပြည့်တဲ့တော့ပေါ့နော်။ချို့နေရာတွေမှာသူတို့လစ်ဟာနေရာတွေလည်းရှိကောင်းရှိမယ်ပြီးတော့ရာသီဥတုအခြေအနေပေါ့။ရာသီဥတုအခြေအနေနဲ့ပတ်သက်လို့လဲသူတို့အကန့်အသတ်ဖြစ်တာရှိတယ်။ဘာဖြစ်လို့ဆိုတော့ချို့ဖြစ်စဉ်တွေမှာကျွန်တော်တို့တီးရတဲ့တဲ့တွေရှိတယ်ပေါ့နော်။ ီနေ့ဒီချိန်ဒီနေရာကိုဘုံကျဲပါဆိုပြီးတော့သူတို့တွေညွှန်ကြားတယ်ဒါပေမဲ့ရာသူလူအခြေအနေမကောင်းလို့နောက်နေ့ကျမှဘုံကျဲရတဲ့အနေအထားတွေလည်းကျွန်တော်သိရရရှိအဲ့ဒါကြဒါသူတို့ဘက်မှာအခက်အခဲမျိုးစုံကြုံနေရတယ်ညောင်ကျွန်တော်ဘက်မှာအရေးတာဖို့အတွက်ကခေယံပြည့်စုံမှုတစ်ခုပဲလိုတယ်အဲ့ဟာကပြည်သူလူထုရဲ့ထောက်ပံ့မှုစီရနေလာတယ်တကယ်သာပြည်သူလူထုကတကယ်ကိုပြည့်ပြည့်စုံစုံနဲ့အင်တိုက်အားတိုက်ထောက်ပံ့ပေးနိုင်နေဆိုရင်ပြည်ပြည်မှာထိထိရောက်အောင်ပွဲရယူပေးနိုင်တဲ့အဖွဲ့တွေကအများကြီးရှိရဲဆိုတာကိုဒီနေ့ကနေပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်